ဟယ်လိုအားလုံးပဲမင်္ဂလာပါ။ United Show ကနေကြိုဆိုပါရစေ။ Crystal Palace ကိုနိုင်တဲ့ပွဲအပြီးမှာကစားသမားတွေနဲ့နီးပြ Ruben Amorino ပြောထားတဲ့စကားတချို့ကျွန်တော်ရှိတယ်။ဒါလေးတွေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။အားလုံးပဲမင်္ဂလာပါ။အားလုံးပဲမင်္ဂလာပါ။ဆိုတော့ပထမဆုံး Mason Mount ကတော့ဘောနော်ဒါကျွန်တော်တို့ရဲ့အနိုင်သွင်းကိုရှင်ဖို့လေ။ Mason Mount ကတော့ဟိုပြီးခဲ့တဲ့ဘောနော်ပြီးခဲ့တဲ့ပွဲကရက်လက်ပြီးတဲ့နောက်မှာကျွန်တော်တို့ဒီနေ့ပွဲတစ်ခုခုပြန်ပြီးတော့လှုပ်ပြနိုင်ဖို့လိုအပ်ခဲ့တယ်ဘောနော်။ ဟိုဒါကိုလည်းကျွန်တော်တို့ဒါအကောင်းဆုံးလုပ်ပြပြီးတော့ကမ်ဘက်နိုင်ခဲ့တယ်လို့ကျွန်တော်ယုံကြည်တယ်။ဟိုသူ့ရဲ့ဒဏ်ရာပြဿနာတွေမကြာခဏကျုပ်ကြုံတွေ့နေရတဲ့အခြေအနေမျိုးဆိုတော့အကြံခံမှုနဲ့ပတ်သက်တဲ့ဆိုရင်လည်းလောလောဆယ်မှာဆိုလို့ရှိရင်အကောင်းဆုံးဖြစ်နေပြီပေါ့သူလုံးဝ fitness လီမှာဆိုလို့ရှိရင်လည်းပဲအကောင်းဆုံးဖြစ်နေပြီဘာပြက်တနမှန်လောလောဆယ်မှာရှိမနေဘူးပေါ့နော်ဟိုဘောလုံးကစားတဲ့အနေအမှာလည်းအရင်အဆင်ပြေနေပြီးတော့ဒီလိုမျိုးအခိုက်အတန့်ကြီးကအတင်းမှာကစားရတာထိုက်တန်လုံးနေလို့သူခံစားရပါတယ်ပေါ့ ်မေဆန်မောင်းကတော့ဗျာကျွန်တော်တို့ဘယ်လိုပြောမလဲဒီအတင်းနဲ့ပတ်သက်လို့ရှိရင်ဒီကစားမားနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကတန်း90ဒီဘာဒီပြီးခဲ့တကယ်ပြီးရစေမတန်ဘူးမတန်ဘူးဆိုတာတခြားကြောင်မဟုတ်ဘူးအဲ့ဒီအခြေအနေတုန်းကပေါ့နော်မေဆန်မောင်းက quality player တယောက်ဆိုတာကျွန်တော်တို့အားလုံးသဘောပေါက်ထားပြီးသားပဲသို့တော်လည်းပဲပေါ့နော်မေဆန်မောင်းရဲ့အနေထားကအဲ့ဒီတုန်းကစာချုပ်တန်တန်တစ်နှစ်ပဲကျွန်တော်က Chelsea မှာ injuries တွေနဲ့ယုံကန်နေရတာကိုတင်းရဲ့ဘက်ကလည်းအဲ့လိုကစားမကိုတန်း90လောက်ဒီပြေးဝေတာဆိုတော့တော်တော်ကိုပြောစရာဖြစ်ခဲ့တာ ဆိုတော့မေဆန်မောက်နဲ့ပတ်သက်ရင်ကျွန်တော်တို့အတွက်မျက်ကုံးလှုပ်เสียအကောင်ကအကောင်ဆုံးက injuries ပဲ။ဒဏ်ရာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကအရင်တိုင်ပတ်ရတယ်အရင်စိတ်ပူပါတယ်။ဒဏ်ရာပြဿနာကင်းရင်မေဆန်မောက်ရဲ့ quality ကကျွန်တော်ကောင်းကောင်းသဘောပေါက်လို့ရတယ်။ Chelsea မှာ Champions League တွေပါတယ်ယူခဲ့တဲ့နေရာမှာအဓိကနေရာကနေပါဝင်တယ်။ Manchester United မှာလည်းသူသား injury ပြဿနာကင်းရင်အသင်းပေါ်မှာအများကြီးအကျိုးပြုနိုင်ခဲ့တာမျိုးတွေကြည့်ရတယ်။အဲ့တော့ဘယ်လိုပြောမလဲဒီမေဆန်မောက်က United အတွက်အရင်အရေးပါတယ်လို့ပဲပြောခြင်းနေပြသေးလား။ အခုလက်ရှိ Medis ကွန်ညာတို့ injury ပြဿနာတွေပါတယ်ကျွန်တော်ကြုံနေရတဲ့ချိန်ဒါ Benjamin Shesh ကူတို့ပါတော့ injury ပြဿနာတွေပါကြုံနေရတဲ့ချိန်ဒီမျိုးမှာ Mason Mount တို့ပါတော့ကွာအာကူရမှာပဲအရန်ကွန်ကနေပဲကျွန်တော်ဖြစ်ဖြစ် first line နဲ့ကနေပဲကျွန်တော်ဖြစ်ဖြစ်ပေါ့နော်အာကူရမှာပဲအာကူရအောင်လည်းကျွန်တော်ကလှုပ်မှားရမှာအဲ့တော့ မီဆန်ပေါက်အနေနဲ့လာမယ့်ပွဲမှာလည်းသူ့အနေနဲ့ပွဲကစားခွင့်နဲ့ထိုက်တန်တဲ့ပွဲထွက်ခွင့်နဲ့ထိုက်တန်တယ်လို့ကျွန်တော်ထင်တယ်ထိုက်တန်အောင်လည်းသူလုတ်ပြထားတယ်လို့လည်းကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲဒါကျွန်တော်တို့အချိန်ကြီးကြည့်မယ်ဆိုလို့ရှိရင်မီဆန်ပေါက်ကတော့ဒါသူ့အတွက်ဒါတကယ်ဂိုးလေးရခဲ့တယ်ဆိုတော့ကျွန်တော်ဝမ်းသာပါတယ်မီဆန်ပေါက်အတွက်လာမယ့်ပွဲမှာ MOD ကထိုက်တန်တဲ့နေရာပြီးဖို့ကျွန်တော်မျှော်လင့်တယ်ပြီးခဲ့တဲ့ပွဲတွေကိုကျွန်တော်ပြန်ကြည့်ရင်မီဆန်ပေါက်မကစားရတဲ့ပွဲစဉ်တွေရှိတယ်ဘာလို့လဲလို့တော့နားမလည်ဘူးပေါ့နော် injury ပြဿနာလေးမကြုံမင်းနဲ့ မင်းဆံမောင်းကကောင်းနေတဲ့နေရာကနေချက်ချင်းအရန်ကုန်ကိုပြုံးပို့ခံတာပြီးရင်လည်းဒုတိယပိုင်းဒီပိုင်းမှာဆိုလို့ရှိရင်အေးဒီကြီးပြောင်းလဲနိုင်ခဲ့တဲ့အခါမျိုးတွေမှာမင်းဆံမောင်းတို့ဘာလို့ကိုထဲ့တန်မျိုးတွေကြောင့်အများကြီးမတွေ့ရဘူးဗျာဒီလားအဲ့တော့မင်းဆံမောင်းအတွက်ကဟိုနားမလည်နိုင်စရာပေါ့နော်ဘာကြောင့်မြင်အဲ့လိုဖြစ်ခဲ့တယ်လဲဆိုတာလေအဲ့တော့ဒီမှာဒီဘက်မှာတော့မင်းဆံမောင်းတို့ကတကယ်ကိုထိုက်တန်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ဘိုးမမဟုတ်ဘူးကျန်တဲ့နေရာတွေမှာလည်းမင်းဆံမောင်းကအများကြီးဆိုသလိုအင်းပေါ်မှာကျွန်တော်တို့ကကူညီနိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ် နော်နောက်တစ်ခုကကျွန်တော်နီးပြအမူရင်းပြောထားတာနေပက်တယ်လို့ပေါ့အမူရင်းကတော့ဒီပွဲအပြီးမှာတော့ကျွန်တော်အများကြီးပြောသွားတာမျိုးတွေကျွန်တော်မဟုတ်ဘူးနည်းနည်းပပပဲပြောသွားတယ်ဒါမျိုးတွေကျွန်တော်တို့ကဆွေးနွေးစရာတွေပါတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်သူဘာပြောသွားလဲဆိုတော့အဲဒုတိယပိုင်းမှာအတင်းရဲ့ကစားပုံပေါ့နော်ကစားအားကအများကြီးပူပြီးတော့ကျွန်တော်ကောင်းခဲ့တယ်ပေါ့ second ball တွေမှာဆိုလို့ရှိရင်လည်းပဲဟိုဘယ်လိုပြောမလဲ အတင်းဘက်ကခန်းစစ်ဒီပါတွေကစားခဲ့ရတဲ့အချိန်ကအပါဝင်ပေါ့နော်တော်တော်လေးကိုကျွန်တော်တို့ကြွဲပြားပြီးတော့ကောင်းခဲ့တဲ့နေရာမှာကျွန်တော်တို့ပါတယ်အဲပရီးမီးယားလိမှာကျွန်တော်တို့အနေနဲ့ဆက်ပီးစ်ကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ကူရဲအတွင်းကိုအများဆုံး အဖြစ်ကျွန်တော်တို့ဒီ record ရှိထားတာကတော်တော်လေးအရေးပါတယ်ပေါ့ဒီမှာကလက်ပစ်ဘောတွေတို့နော်ဒေါင်ကန်ဘောတွေတို့ဟလာပြည်တံဘောတွေကနေတစင်းအခွင့်အရေးတွေမယူနိုင်ဘူးဆိုလို့ရှိရင်ပွဲကိုအနိုင်ရဖို့ကမဖြစ်နိုင်တော့ဘူးဆိုပြီးပြောထားတယ်။ပထမဆုံး ဒုတိယပိုင်းမှာပူပြီးတော့ကစားအားကောင်းခဲ့တယ်ပေါ့ဒါကတော့မှန်နေပေါ့နော်မှန်နေဆိုတာနှစ်မျိုးရှိတယ်ပြသည်လိုက်ကျွန်တော်ကနံပါတ်1ကပထမပိုင်းမှာဆိုရင် Crystal Palace ကိုကျွန်တော်ဘာမှမလုပ်နိုင်ဘူးဘာမှမလုပ်နိုင်ဘူးကစားပုံအရကျွန်တော် Crystal Palace ကိုယင်ပေါင်တန်းလို့မရခဲ့ဘူးယင်ပေါင်တန်းလို့မရခဲ့ဘူးပထမပိုင်းမှာဘာမှမလုပ်နိုင်ဘူးဆိုတော့ဒုတိယပိုင်းလေးကြာရော Crystal Palace ရဲ့ဘက်ကပင်မင်းသွားပြီပြသည်လားဒါကကျွန်တော်မြင်နိုင်တယ်ဒါကျွန်တော်ကိုအသင်းဘက်ကို ကောင်းခဲ့တာကိုကျွန်တော်ဒေါင်းပလေးလို့ကျွန်တော်ပြောတာမဟုတ်ဘူးဒါခင်ရလို့ကျွန်တော်တို့အကုန်မြင်နိုင်တယ်ခရစ်စတယ်ဘယ်လစ်ပထမပိုင်းတုန်းကလည်းမတူတော့ဘူးသူတို့အနေနဲ့ဂျာလာပရီနေ့မှာဥရောပပွဲစဉ်တွေကစားခဲ့ရတယ်လို့ weekend မှာလည်းဒီ United ပွဲ United နဲ့ထပ်ကစားရတယ်ဆိုတော့သူတို့တွက်က Crystal Palace လိုအသင်းမျိုးမှာလူစင်းဟာအများကြီးရှိမနေပါဘူး။အာဂူအရီကစားမှဆိုတော့အဲ့တော့အဓိက player တွေကြီးပဲတုံးနေရတာ။ဥရောပပြိုင်ပွဲဆိုတာလေသူတို့ရဲ့တမိုင်းတစ်ချောင်းမှာပထမဆုံးစဝင်ရတာဆိုတော့အဓိကကစားမိုင်းနဲ့သူတို့သွားတယ်ပေါ့။ဂျာလာပတိနေမှာကစားခဲ့ပြီးတော့တနင်္ဂနွေနေ့မှာကစားရတယ်ဆိုတော့ ပဲလီစ်တွက်ကမလွယ်ကူခဲ့ပါဘူးလက်ရှိလူစင်းနေကအဲ့လိုမျိုးနဲ့သူတို့ဒုတိယပြိုင်မှာတိုင်ပတ်တယ်ကိုရီးယားဘက်ကလည်း intensity ခက်မြင့်မြင့်နဲ့ကစားလာတာလည်းကျွန်တော်ပါတယ် aggressive ဖြစ်ဖြစ်ကစားလာတာလည်းကျွန်တော်ပါတယ်ဆိုတော့ဒါကြောင့်ဘယ်တော့အဲ့လိုမျိုးကြုံသွားလို့လည်းကျွန်တော်တော့ပြောခြင်းနဲ့ဒါအစင်မပြေခဲ့ပါဘူးတကယ်တမ်းခြုံကြီးခဲ့ရင်ကျွန်တော်တို့ပရိသတ်တွေအတွက်ဒီလိုခြေစွမ်း performance မျိုးဟာအားရတင်နေတယ်လို့ကျွန်တော်မယူဆဘူးဘယ်တော့နောက်တစ်ခုက premier league မှာ set piece တွေနဲ့ကျွန်တော်ဘယ်တော့ဒါ ဟိုပူရဲကိုးတွေတွင်းနိုင်ခဲ့တယ်ဆိုတာတော်တော်လေးကောင်းတယ်ဒါဒါတကယ်ကောင်းတဲ့အရာကျွန်တော်တို့ရှေ့နီးပြားတွေပေါ့နော်သူတပြင်အမ်မိုရင်ရဲ့ပထမအရာဒီကိုပဲကြည်ကြည်ရှေ့နီးပြားတွေကိုပဲကျွန်တော်ကြည်ကြည်မန်ချက်စတာယူနိုက်တက်အနေနဲ့အရန်ယုံကန်တဲ့အရာတွေပြောပါဆိုရင်ခံစစ်ပဲအဲ့ဒီခံစစ်မှာကျွန်တော်ကအမြင်ဘောတွေဆက်ပီးစ်တွေတောင်းကန်ဘောတွေကနေခနာတိုင်းကိုးတွေပြီးရတယ်ဒါပေမဲ့တောင်းကန်ဘောတွေကနေကျွန်တော်ကိုးပြန်သွင်းမယ်ဆိုတော့အဆင်မပြေတော့ဘူး အဲ့လိုမျိုးကြီးကျွန်တော်အများကြီးကြုံခဲ့ရတာ။ဒါကြောင့်ဒီအမိုရီရဲ့လက်အောက်ထူးသဖြင့်ပေါ့နော်ကာလို့စ်ဖာနန်ဒက်စ်ပေါ့အဲ့အသင်းရဲ့ဆက်ပီးစနီးပြကာလို့စ်ဖာနန်ဒက်စ်ရဲ့လက်အောက်မတီးရသည်မှာတော်တော်လေးကိုကျွန်တော်တိုးတက်လာတယ်ပေါ့။အသင်းဟာလက်ရှိပရီးမီးယားလိဂ်မှာဆက်ပီးအလွတ်တေကန်ဘောကနေပြီးတော့တွင်ကိုအများဆုံးပူရဲအသင်းနဲ့မှာပါတယ်။ဒါဟာကျွန်တော်တို့အနေနဲ့ဒီရသည်ရလက်ကောင်းနေတဲ့အနေအထားမျိုးတွေမှာအသင်းရဲ့ဆက်ပီးစတီဘလောက်ထိတောင်မှာပေါ့နော်။အရေးပါနေတယ်လေကျွန်တော်တို့ကောင်းကောင်းတွေးနိုင်တယ်။အဒီပွဲဆိုလို့ချင်းကျွန်တော်နှစ်ကိုယ်စလုံးဆက်ပီးစကနေကျွန်တော်ရသွားတာဗျာ။အသင်းတော်က open play ကအရင် time back ခဲ့တဲ့ဘွယ်ဒီဘွယ်ရနိုင်မျိုးတွေကျွန်တော် set piece တွေကနေပေါ့နော်နိုင်သွားတယ်ဆိုတော့ကောင်းတဲ့တစ်ချက်ပါဘာကြောင့်လဲဆိုတော့တချို့ဘွယ်တွေက amorin ပြောသလိုပဲ premier league မှာကအရာရာတိုင်းကအရေးပါတယ်လက်ပစ်ဘွယ်ကလည်းအရေးပါတယ်တောင်းကန်ဘွယ်ကလည်းအရေးပါတယ်เนาะအလွတ်တေကန်ဘွယ်ကလည်းအရေးပါတယ်အဲ့တော့ကိုကအဲ့လိုမျိုးရတဲ့အခွင့်အရေးတွေမှာအသုံးမချနိုင်ဘူးဆိုတိုင်ပြတ်တော့မှကျွန်တော်ဆိုလို့ရှိရင်သိတယ်မလားဒီ set piece တွေဘာတွေကနေပြီးတော့အမှတ်တွေအပြည့်လက်လွတ်လျရတဲ့ပွဲစဉ်တွေရှိဘူးတယ်ဗျမနေဘူးဆိုတော့အခုဆိုလို့ရှိရင်ကိုကအဲ့လိုနေကနေတစင်အမှတ်တွေယူနိုင်နေပြီဆိုတော့က တနည်းဒီပုံအားဖြင့်ကျွန်တော်တွေ့ကြင်ကောင်းတဲ့အရာလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲဒါအပြင်အမ်ဘိုလင်းကဆက်ပြီးတော့ပြောတာတယ်ပွဲတိုင်းအနိုင်ရဖို့ကအရေးကြီးတယ်ပေါ့ပွဲတိုင်းကိုဒီတိုင်းကစားပြီးတော့ကစားအားတွေသာမြင့်တင်နိုင်မယ်ဆိုလို့ရှိရင်ဘောလုံးတွေကိုသာပို့ပြီးတော့ရှင်လူနိုင်မယ်ဆိုရင်ကျွန်တော်ဘယ်သင်းကိုမဆိုအနိုင်ယူနိုင်တယ်ဆိုတော့တက်တည်ပါပဲပေါ့ကျွန်တော်ကျွန်တော်မထင်ဘူးပြာသေးလားမထင်ဘူးဆိုတော့ तू ကတော့ဘောနော် ကိုအသင်းနဲ့ပတ်သက်လို့ရှိရင်နိုင်သွားတဲ့ပွဲမှာ positive center ကြီးပြောတာဖြစ်မှာပေါ့လေကိုအသင်းပြိတက်ဒီဘက်ကကြည့်ရင်နိုင်တဲ့ခါတောင်မှမင်းရဲ့ positive မဆန်နိုင်ဘူးလားဖြစ်မှာဆိုလို့ကျတို့အသင်းကဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်စွမ်းရှိတယ်ပေါ့ဥပမာ USD အနိုင်ရအောင်လုပ်နိုင်ရင်ဘောလုံးနေရှင်လူနိုင်ရင်ပေါ့ကျွန်တော်တော့မထင်ဘူးဘာလို့လဲဆိုတော့ဘောလုံးကစားတယ်ဆိုတာက USD အနိုင်ရရုံတည်တဲ့မှကျွန်တော်မဟုတ်တာအရင်ရေးပါတဲ့ factor တစ်ခုပါเนาะ USD ရဖို့ မြေဘောတွေရှင်လူဘော second ဘောတွေထောက်ဖို့ဆိုတာသို့တော့ပွဲတိုင်းကိုပြိုင်ပွဲတိုင်းကိုကျွန်တော်တို့ကအဲ့ဒီပုံစံကြီးနဲ့တွားလို့မရဘူးကျွန်တော်မျက်နှာပြောလို့ရှိတယ်ကိုရီကိုဒုက္ခပေးခြင်းနဲ့အတင်ကိုရီကိုတောက်လျှောက်ဖိအားတွေပါတွေပေးတိုက်စစ်တွေပါတွေဖြန့်ဆော့ခြင်းနဲ့အတင်နေဆိုရင်ကျွန်တော်တို့ရဲ့ကစားဟန်ကြီးကအလုတ်ဖြစ်ပါတယ်ဒါပေမဲ့လို့ဒီပွဲ Crystal Palace နဲ့ပွဲမှာ Palace က mid block ကစားတာလည်းပါတယ်ကျွန်တော်တို့ပထမပိုင်းဘာမှမလုပ်နိုင်ခဲ့ဘူးဒုတိယပိုင်း Crystal Palace ကနည်းနည်းကစားအားကျသွားပြီးတော့ သူတို့ဒီ set piece ကနေဂိုးရီပေးလိုက်ရတဲ့ခါသူတို့အတွက်တိုင်းပတ်သွားပြီးတော့ United ကအချိန်ကြီးကောင်းသွားတာကျွန်တော်ကတော့ဒီအချိန်မှာကျွန်တော်ကဘယ်အသင်းကိုမဆိုအနိုင်ယူနေစွမ်းရှိတယ်လို့ကျွန်တော်ထင်ဘူးအဲ့တော့အတင်းကြီးနဲ့ပွဲအားချယ်ဆီကိုနိုင်ခဲ့တဲ့ပွဲတွေလီဗာပူးကိုနိုင်ခဲ့တဲ့ပွဲတွေမှာငါတို့ကဘယ်အသင်းကိုမဆိုအနိုင်ယူနေစွမ်းရှိတယ်လို့ပြောပေမဲ့အေဗာတန် ကို၁၀ရောက်၁၁ရောက်မနိုင်ခဲ့တာစပါလိုအသင်းမျိုးကိုမနိုင်ခဲ့တာနိုရီယန်ဖောရက်စ်လိုအသင်းမျိုးကိုမနိုင်ခဲ့တာတွေးကြည့်ရင်တော်တော်လေးကိုစိတ်ပျက်စရာပါဘရန်ဖို့လိုအသင်းမျိုးကိုဂူပြက်ရှုံးတာ ဲ့တော့ပြောရရင်ဗျာဒီပွဲနိုင်တာတော့မှကျွန်တော်တို့ဆက်ပီးစ်နဲ့ကျွန်တော်နိုင်တာเนาะအဲ့တော့ဘလူးမန်ကျွန်တော်အတင်းတော်ကအော်ငါတို့ကတော့ဟေးဘယ်အတင်းကိုမဆိုအနိုင်ယူနေစွမ်းရှိတယ်ဟာဆိုပြီးတော့ယူယူလူကျူးလို့ရတဲ့အနေအထားမှာမရှိသေးဘူးကျွန်တော်တို့မှနီးစနစ်ပိုင်းကအရန်ကိုအဝေးကြီးမှာကြံခဲ့ပါပြီဟိုထေးကအတင်းနေနဲ့လောစင်မှာတော့အာတော်ဖူးနဲ့အမှတ်ကဘလောက်ပဲကွာတာစနစ်ကအတင်းနဲ့အမှတ်ကဘလောက်ပဲကွာတာပြောကြလိမ့်မယ်အမှတ်အရာလက်ရှိပွဲစဉ်73တော့ပဲကစားတဲ့အနေအထားမျိုးမှာအရန်မကွာပြီမဲ့ ခြီစွန်းခြီစွားအရာကျွန်တော်အသိဉာဏ်ကြားထဲမှာအများကြီးကွာဟခဲ့ပါပြီဒါဟာပွဲစဉ်20လောက်ကြာလို့ချင်းတော်တော်ကြီးကိုအဖြစ်ပေါ်သွားမဲ့အနေထားမျိုးပါအဲ့တော့ညီကတို့ရောဘလူမီညာလည်းလက်ရှိအမိုရီနိုဘာလို့ပြောတိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်အသင်းကိုမဆိုအနိုင်ယူနေစွမ်းရှိရလို့ပြောတာနဲ့ပတ်သက်ပြီးဘလူမီညာလည်းဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်